ချစ်ကလေးစားပါတော့မိဘပြည်သူညီကိုမော်မတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမိဘပြည်သူများခင်ဗျာမြန်မာနိုင်ငံဘတ်စကတ်ဘောအပွဲချုပ်ရဲ့2015ခုနှစ်ဒဂွန်ဆိုင်ဖလားပြိုင်ပွဲကို2015ခုနှစ်ဩဂတ်လ20ရက်နေ့မှစတင်ပြီးဒီနေ့ဩဂတ်လ28ရက်နေ့အထိအောင်ဆန်းကွင်းမိုးလုံးလေးလုံးအောင်စားခံမှာမှာကျင်းပပြီးလုပ်ခဲ့ပါတယ် ရပြည်သူများခင်ဗျာဒကွန်ဆိုင်ဖလားဘတ်စကတ်ဘောပြိုင်ပွဲကိုဩဂတ်စ်လ20ရက်နေ့မှစတင်၍ရှင်ပြိုင်ကစားခဲ့ကြပြီးအလွတ်တန်အမျိုးသားအသင်း19တင်းအလွတ်တန်အမျိုးသမီးအသင်း3တင်း19နှစ်အောင်အမျိုးသားအသင်း17တင်း19နှစ်အောင်အမျိုးသမီးအသင်း9တင်းတို့အတီးတီးပါဝင် ရှင်နိုင်ခဲ့ကြပါတယ်။ ဒီနေ့ဩဂတ်လ28ရက်နေ့မှာတော့16နှစ်အောက်အမျိုးသားအသင်း Blank အသင်းနဲ့ Skyline ဒေသကြီးအသင်းတို့မှရှင်ပြိုင်ခဲ့ကြပါတယ်။ဆလာဝေမြန်မာနိုင်ငံပမာဏလက်ရွေးစင် Wechee Basketball အသင်းမှလည်းစွမ်းရည်ပြသခဲ့ပါတယ်။ အဲဒီနောက်အလွတ်တန်းအမျိုးသားအတင်းမာရီယာအတင်းနဲ့ပြည်ထရေးအတင်းတို့မှလည်းရှင်မြိုင်ခဲ့ကြပါတယ်ခင်ဗျာဒီနေ့မှာဆိုရင်တော့ဘတ်စကတ်ဘောအသင်းများအနေဖြင့်အကြိတ်အနေရှင်ပြိုင်ကစားနေကြတာကိုလည်းတွေ့ရပါတယ် ။အဲဒီနောက်တက်ဆက်ထင်ပါပဲမြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်ရဲ့2015ခုနှစ်တကွန်ဆိုင်ဖလားပြိုင်ပွဲရဲ့အဆုချင်းမြင့်ချင်းအစီအစဉ်အားပြုလုပ်ခဲ့ပါတယ်။ဒီကနေ့မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်ရဲ့2015ခုနှစ်တကွန်ဆိုင်ဗလာဘတ်စကတ်ဘောပြိုင်ပွဲမှာဆိုရင်တော့16နှစ်အောင်အမျိုးသမီးအတင်းမှာပထမဆုကိုတော့စကန်တိုင်းဒေသကြီးအတင်းမှာရရှိခဲ့ပြီးတော့စုငွေ3သိန်းချီးမြှင့်ခဲ့ပါတယ်။တမီးတို့ကဘယ်လိုလဲဆိုတော့တမီးတို့စကန်တိုင်းကပွဲများများဖြစ်လေကောင်းလေပေါ့တမီးတို့စကန်တိုင်းက ဒီပြိုင်ပွဲကစားရရင်ကိုပြောတာပါရှင်မနေ့ကိုဆရာသမီးတို့ကိုအလုံး250အဝင်ရှုခိုင်းပါရှင်ဟိုဟာဘေးသုံးမစီပက်လေကိုအလုံး200ရှုခိုင်းပြီးစုတင်ကို50ရှုခိုင်းပါရှင်ဟောရှင်ပြန်ခဲ့ကြတော့ပွဲကကြက်တာတော့ကြက်ကြပါတယ်ကြက်ကြတော့ရှုရတာတိုးရတာတော့နည်းနည်းခက်တာပေါ့ဒီတန်းမှာလည်းအဲ့လိုမျိုးနည်းနည်းဖြစ်တော့ပင်ပန်းတာပေါ့နည်းနည်းအဲ့လိုမျိုးဖြစ်တာအမ်အရန်ဝမ်းတာပြီးပါရှင်ရှိပါရှင်မော်လမြိုင်မှာတွင်းတူရှိရတယ်လို့ကြားပါရှင်သူတွင်းတူသွားပြိုင်ပါပါရှင် ဒုတိယစုကိုတော့ကန္နာယဝတီအတင်းမှ ရရှိခဲ့ပြီးတော့စုငွေနှစ်သိန်းနဲ့တကွဂုံပြူဆွဲပြများချင်းမြင်ခဲ့ပါလိမ့်။ဒုတိယစုကိုတော့ NBA ဘကိုးအတင်းမှရရှိခဲ့ပြီးတော့စုငွေတသိန်းနဲ့တကွဂုံပြူဆွဲပြများကိုလည်းအတီးတီးချင်းမြင်ခဲ့ပါတယ်ခင်ဗျာ။ ဆက်လိုက်ရေး၁၉နှစ်ရောက်အမျိုးသားအတင်းမှာဆိုရင်တော့ပထမစုကို blank အတင်းမှာရရှိခဲ့ပြီးတော့စုငွေ၄သိန်းချင်းမြင့်ခဲ့ပါတယ်မလာခင်ရကျင့်လာတယ်ဗောပြီးတော့ကျွန်တော်ကသူမနစ်ကလည်းဆော့ဒီနေ့လည်းကျွန်တော်ပြန်ဆော့ကျင်တယ်ဒီတိုင်းပဲလာဝင်ဆော့ဟိုဒီနေ့ကပို့ပြီးတော့ခက်တယ်ဟိုအတင်းကပို့ပြီးတော့လူကောင်တွေကလည်းပို့ကြည့်ရောကျွန်တော်တို့ကနည်းနည်းဟိုပြဿနာတက်နေဆော့ဟိုက ဒုတိယဆုကတော့ Skyline ဒေသကြီးအတင်းမှရရှိခဲ့ပြီးတော့စုငွေ3သိန်းနဲ့တကွာဂွန်ပြုတ်ဆွဲပြားများချိမြင့်ခဲ့ပါတယ်။တတိယဆုကတော့ကန္နာယဝတီအတင်းမှရရှိခဲ့ပြီးတော့စုငွေ2သိန်းနဲ့တကွာဂွန်ပြုတ်ဆွဲပြားများကိုလည်းအတိအကျချိမြင့်ခဲ့ပါတယ်ခင်ဗျာ။ဆလာရီအလွတ်တန်းအမျိုးသမီးအတင်းမှဆွဲတော့ပထမဆုကိုပြည်တဲ့ရေးအတင်းမှရရှိခဲ့ပါတယ်။ ဒုတိယဆုကိုတော့ lady အသင်းမှရရှိခဲ့ပြီးတော့စုငွေ3သိန်းတွေတကွဂွန်ပြူဆွဲပြားများလည်းချိန်မြင့်ခဲ့ပါတယ်ခင်ဗျာဆလာရီအလွတ်တန်းအမျိုးသားပြိုင်ပွဲမှာဆိုရင်တော့ပထမဆုကို warrior အသင်းမှရရှိခဲ့ပြီးတော့စုငွေ6သိန်းတွေတကွဂွန်ပြူဆွဲပြားများအားချိန်မြင့်ခဲ့ပါတယ် ဒုတိယစုကိုတော့ပြည်ထရေးအသင်းမှရရှိခဲ့ပြီးတော့စုငွေ၄သိန်းနဲ့တကဂုံပြဆွဲပြားများကိုလည်းချင်းမြင်ခဲ့ပါတယ်ခင်ဗျာအဲကျွန်တော်ပြည်ထရေးအနေနဲ့ရှင်ပြိုင်တာ၄ချိန်ရှိပါပြီအဲပထမတစ်ခေါက်မှာတတိယဒုတိယတစ်ခေါက်မှာဒုတိယရပါတယ်တတိယတစ်ခေါက်မှာပထမအခုနောက်ဆုံးချိန်မှာလည်းဒုတိယပြန်ရပါတယ်အဲအခုရှင်ပြိုင်တဲ့အခါမှာတော့ဟိုဟာ ဟိုတစ်ဖက်တည်းကကြီးအကောင်ကြီးရေပေါ့ကျွန်တော်တို့ကအကောင်သေးတော့အနေနဲ့တိုက်စစ်မှာတာပေမဲ့ခံစစ်မှာသူတို့ ਨੇ တုံတုံတက်တိုင်းမစော့နိုင်ဘူးပေါ့ကျွန်တော်ရကျင်လာတော့ပထမပေါ့ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒုတိယရတာပေါ့ဒါလည်းနောက်ဆိုဒါအတွေ့အကြုံပေါ့နောက်ဆိုဒီတက်ပို့ကြိုးစားမှာပေါ့ကျွန်တော်တို့အတင်းဒီဒကွန်ဆိုင်ပို့တော့တနည်းမှတပွဲဆိုတော့ကျွန်တော်တို့ကဒီဘာမဲ့ဘတ်စကတ်ဘောမှာတနည်းတပွဲလောက်ဆိုအားနည်းတယ်ပေါ့နော် တနေ့မှာ3 4ဘွဲလောက်ဆိုတော့ကျွန်တော်တို့အတင်းတော်တော်တိုးတက်မယ်လို့တော့မျှော်လင့်ပါတယ်တတိယစုကိုတော့ Central Lake အတင်းမှာရရှိခဲ့ပြီးတော့စုငွေ3သိန်းတိတကအကွန်ပြူဆွဲပြားများကိုလည်းအတီးတီးချီးမြှင့်ခဲ့ပါတယ် Every now ဒီနေ့မြန်မာနိုင်ငံဘတ်စကတ်ဘောဘောဂျိုရဲ့2015ခုနှစ်တကွန်ဆိုင်ဖလားပြိုင်ပွဲမှာဆိုရင်တော့အကောင်းဆုံးကစားသမားများအားဆုချီးမြှင့်ခဲ့ပါတယ်ဟောကျွန်တော်တော်တော်လေးလေးချင်းရပါကျွန်တော်ဆရာတော်တော်တင်ပေးခဲ့ပါတယ်တော်တော်လေးလေးချင်းခဲ့ပါတယ်ခက်ခဲတော့မရှိပါဘူးစခိုင်းတိုင်းအနေနဲ့အကုန်လုံးဖြစ်စည်းပြီးတော့ပါလူလူသမီးမရှိအောင်ကိုဖြစ်စည်းတတ်ပါတယ် ကျွန်တော်တိုင်းနယ်ပြည်နယ်ပွဲလာရောက်ရှင်မြိုင်ခွင့်ရှိရှိပါလေ။ကောင်းစုရပြီတော့ဘာလို့ပါကျွန်တော်အရန်လည်းဝမ်းတာပါလေ။တွေ့ကြုံရဟိုဘက်တင်းရဲ့တစ်ဖက်တာတစ်ဖက်အားအားချက်ကိုတီးရပါလေ။ကျွန်တော်တို့ဆက်ကြိုးစားပါမယ်လို့ပြောပါမယ်။ပြောချင်ပါလေ။အဲဒီနောက်တခွန်ဆိုင်ဒိုင်းစုများလည်းချင်းမြင့်ခဲ့ပါတယ်ခင်ဗျာ။ရပြီဒီများခင်ဗျာကျွန်တော်တို့ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံဘတ်စကတ်ဘောပွဲချုပ်ရဲ့2015ခုနှစ်တကွန်ဆိုင်ဖလားပြိုင်ပွဲကိုတင်ဆက်ပေးခဲ့ပါတယ်ဒီစီစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ